ချာနေကြောမမလေးမာလာယီအပိုင်း1အမ1954ခုတဘို့တွေလားတက်မီရောင်အောင်မရက်ကကျမစီရမီယထားကိုဘလက်ပေါင်းတစ်ဖက်က မျောကြည့်လိုက်သည်ပြီမျိုးတို့ထွက်ရမည်ယထားသည်ခီးတဲ့များကိုအပြစ်တင်လဲထွက်ရမည်ချိန်ကိုငန့်လင်းလဲရှိသည်ယထားဘလက်ပေါင်းကိုကြော်ဖဲကြော်ဖြဲလဲဏီကားပေါ်မှာဆင်းခဲ့သည်ပရမတွေများချိတ်တော့နောက်တွဲများရှိရသူခက်တုတ်တုတ်လျှောက်သွားသည် ပထမတန်းတွင်၌ချိန်ထားသောနမည်စာကတ်များကိုရှောက်ဖက်ကကျမနမည်ကတ်ထားမည်တွေကိုလိုက်ရှာရသည် ခရီးသွားရင်းလမ်းတွင်စာရင်းရန်ကျမ၌လုပ်ပါလာခဲ့သည်ကျမစီမီတွင်၌ခီးတဲ့များမပါလီစာရေးနိုင်မှာပဲအောင်မိခဲ့သည်တနေ့လုံးစီရမည်တွင်ဝိထဝိထုတော်တပုတ်ရင်းရန်အားခဲလာခဲ့သည်ပထမတန်းတွင်၌ချိန်ထားသော နမည်စာကတ်ကို မကြည့်မိသေးခင်တွဲထဲသို့လမ်းကြည့်လိုက်သည်ခီးတဲ့များရောက်နေကြသည ထီတွဲများဖြစ်နေမလားဆက်ရာရိုးရိုးနေပြင်နမေစာကတ်ကိုဖက်ကြည့်လိုက်သည်ជីជីထီဂျာနေကျော်မမလီជីជីထီဆိုသောနမည်ကိုမြင်မြင်ချင်းရုပ်ရှင်မင်းသမီးជីជីထီပဲတွေ့သည်ကျမနဲ့အတူသွားရမည်ခီးတဲ့မှာအမှုပညာရှင်ဦးဖြစ်၍စိတ်ဝင်စားရမည်ခီးဖြစ်သည် အသက်60ကျော်အမေဦးစေပြင်းလိုက်ခဲထားသောဝဝမမဲတဲတဲယောက်ျားတရားသူတို့နှူကကျမကိုလမ်းကြည့်လဲအကဲခန့်နေကြဟန်တူးသည် ထန့်ငငယ်မိမတို့နဲ့ကြည်ကြည်ထေးမှာအိပ်ပြက်လာကြပုံထိုင်ခုံများကိုအိတ်စင်ဖြင့်ခန့်ဖြင့်ဖြန့်ခင်းလျက်ရထားထွက်ခင်းပင်လှဲ့အိမ်နေကြသည်ရထားပေါ်တက်သွားပြီးအိမ်နေတော်ကြည်ကြည်ထေးကိုလှမ်းကြည့်လိုက်သည်တဖက်ရှိထိုင်ခုံများ၌အိတ်စင်ဖြင့်ဖြန့်ခင်းလျက်ကျမတွန်နေရယူလိုက်သည်ကောင်းကင်ပြင်ကြီး၌ဖြူရောင်တန်းစားပြူလာခြင်းတွင်ဘုဒ္ဓယုံမှရထားထွက်လာခဲ့သည်မလင်းတလင်းရိတ်ငြိမ်မှုပြည့်စံတော်နနဲ့ဦး၌ မြမြလေးရှိတော်လီနှင့်ပေါင်းစုံရနေရခြင်းကြောင့်လန်ဆန်းကြီးတို့လည်းငေမောမီနေစဉ်တဖက်မှအလှရှာသွားသောတရံကြောင့်အသာလည်းကြီးလိုက်သည်ဖိုက်ထဲကအောင့်လိုက်တာစစီသေးသည်နှုတ်ကပြောရင်အပေါ်ထက်အိတ်စင်ပေါ်တွင်တက်လဲအိယံလေကားကလေးကိုကင်တွယ်တက်နေသည်ကျမကလည်းအကြည့်မျက်လုံးချင်းဆုံးကြသည်ပြေဝိုင်းသောမျက်နှာလေး၌သူ့မျက်လုံးသည်ထူးထူးခြားခြားကြည့်လင်တောက်ပါနေသည် ထိုကြည်လင်တောက်ပသောမျက်လုံးစုံသည် ပြုံစားနှင့်ပြုံးကြည့်ချိုများ၍ရည်နေသော မျက်လုံးကိုတွေ့လိုက်ရသည်ရုပ်ရှင်ပြဆက်တဲ့အတွင်းချိန်ချိန်တွေ့ခဲ့မှုသောပြုံစားစာပြုံးကြည့်ကြည့်ရှိသော မျက်လုံးနှင့်မျက်နှာဟန်ပန်းသည်ကျမမျက်စိထဲတွင်ဆွဲနေသည်ကျမကြည့်ခဲ့သမျှပြဆက်ရုပ်ရှင်သူပါဝင်သောသူအခန်းသူစကွက်ကိုနိုင်နေစွာတည်ယူတတ်သော သူ၏အမှုပညာဆွမ်းရည်သည် စူဆိုင်လေးလာခြင်းစရာကောင်းဆွဲဆောင်မှုရှိသည် ရုပ်ရှင်ပြဆက်မှနေ၍သူ့ကိုကြည့်ပြီးပွင့်တစ္ဆာပညာတဲ့ကလေးတရားဟုထင်မှတ်ယူဆ၍မရသောသူ့ပညာစွမ်းရည်ကြောင့်အမှုပညာဘဏ္ဍာရဝိုင်းရင်ပြီးသားပညာရှင်တယောက်ဖြစ်လိမ့်မည်ဟုတွတ်ထားပြီးသားဖြစ်သည်လင်းလူလူရောင်လီပြဆက်ထဲ၌ကြည်ကြည်သေးကိုစတွေ့ရသည်ရုပ်ရှင်ပြဆက်များကိုတွားရောက်ကြည့်သည့်အခါတွားရောက်ကြည့်သည့်အခါတိုင်းဇက်လန်ဇက်ွက်ကိုလည်းမျက်ချင်မပြတ်ကျမအာယုံဆိုင်တတ်သည် ပညာတဲ့အများကြီးပင်ကိုရည်သွေးကိုလည်းတစားမကြံအာယုံဆိုင်လေအကဲခန့်၍ကြည်နီမျိုးကျမမှာအကျင်ပါနေသည်ပေါ်လာရပြတရာမြင်မြင်သမျှအရာအလုံးကိုစူးစိုက်စစ်စစ်ပြီးကြည်လေကြည်ထားရှိသည်အပြင်တပြိုင်နက်တည်းဝေဖန်မှုပါပါပြီးသားဖြစ်သည်တချို့သောရုပ်ရှင်ပြဆက်မင်းသမီးများ၏အမွေအားတယုတ်တဒန်တို့သည်ဇက်ကွက်ဇက်ခန့်နှင့်တင်ရင်လွတ်ကျော်သွားတတ်သောအမှတ်မထင်ကလေးတို့ကိုပင်ဂယုပြုလုံးရလာမသည်ဖမ်းမိသည် စစီသေးဤလွက်ွက်လက်ွက်လက်ွက်တို့ကိုတွေ့မြင်ခဲ့တော်ကြောင့်ဒီများလာကိုရောစိတ်ပါဆွမ်းဆောင်နိုင်သောအရေးချင်းဒီများလာတသားသေးကြညီနိုင်သောအသားသေးပုံမျိုးသည်ပွင့်တစ္ဆပညာရှင်မဟုတ်တမ်းရာအမှုပညာအခြေခံရင့်တန်းပြီးသားဖြစ်ရမည်ကျမဤသို့ဝေဖန်ထားသည်စစီသေးကိုမြင်သည်နှင့်ကျမဝေဖန်ထားချက်ကို ပြန်၍တတိယသည်ရတိုင်းစစီသေးဤဘဝအကြောင်းနှင့်ပညာအခြေခံကိုသိလိုသောစိတ်ဆန္ဒမှာနေရင်ထိုင်ရင်ပြင်ပြလာသည် ိမ်မော်ကြလည်းရှိတော်မယ်အိုအိုကြည်လည်းကြည်ကြည်သေးမေပဲထင်သည်အမေအိုဤမျက်နာသည်ဖြင်းမိလေရှေးသာတို့မည်နောက်ပြန်လဲမကြည့်ပိုင်ဖြတ်နိုင်သောမျက်နာမျိုးထက်မြက်သောအတွင်ဆောင်သည်အသားဖြူဆွေ၍အသားရည်နူးညံ့ညံ့ညောသည်ဤရဲသောလက်ဘွားတွင်စိတ်ပြီးကိုဆုပ်လျက်အိပ်ပျော်နေသည်ပလက်အိပ်ပျော်နေသောလူဝဝထောင်ထောင်မောင်းမောင်းအသားမဲမဲအယောင်ဆင်းရှိသည်ထိုလူကကြမ်းတမ်းခက်ထန်တယောင်ယောင်နူးညံ့ပြော့ပြောင်မယောင်ယောင်တွေ့ရခက်သော ကဲခဲရခတ်သောကျန်ရင်လက္ခဏာမျိုးဆောင်သည်စစ်စီသည်ခင်ပွန်းများလားခင်ပွန်းဆိုရင်ခင်ပွန်းလို့မထင်စရာမင်းသမီးကိုထက်ချက်မကွာအောင်ထိန်နေသောဇက်အုပ်ဇက်ကောင်းများလားအမေဦးသည်နိုးလာကထာ၍ထိုင်သည်ယထာပြင်ပဲလက်ခွေများကိုငင်းမော့ကြည့်ရမှာကျမနှင့်မျက်နှာချင်းဆိုင်ကစကားလမ်းပြောသည်ဒီနေရာတွေဟာအမေတို့နေခဲ့တဲ့နေရာတွေပေါ့ပြည်ဒီ straight လက်ပဒန်းနေမိုးအိုင်ရွာမှာအမေတို့လည်းလှုပ်ခဲ့ကြတယ်စစ်စီသေးရငငယ်လေးရှိသေးတယ် အမေကြီးတွေကတော့သူ့အရေးဆက်တယ်ပါကုန်ကြပြီဆက်မင်းသမီးကြီးဒေါ်စိန်ယုံဆိုတာအမေရောက်မှဆရာအောင်ဗလာတပည့်အဆိုကောင်းအကကောင်းအင်မတန်နာမည်ကြီးတယ်အမေဦးရီတန်မာလွန်စွာညင်သားလဲသူ့ဤပြ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 မှုရာနေလိုက်ဖက်လာသည်ကျမသည်လိုချက်တွေမဲ့ဦးထံမှာစတင်ကြားရသည်နီးတပြိုင်နက်နားဆိုင်ထားသည် ထိုချိန်တွင် ကြည်ကြည်သေးသည်လေကားလေးမှပြန်တွေ့ဆင်လာသည်မမကဂျာနေကျော်မမလေးနော် စကြည်သေးသည်ရှင်းဆက်ပဲပြုံချိုထားသည်ဟုတ်ပါတယ်ဂျာနေကျော်မမလေးဟာမမပါပဲရထားမှာကက်ထားတဲ့ဆာရွက်ကလေးမြင်ရတော့မမနဲ့ခီးသွားရပြီလို့ဝမ်းသာသွားတယ်အတန်တသာထဲနိုင်ညီမောတန်လေးပါဆွဖက်လင်းမျက်နှာချူချူပြန်ပြောသည်စကြည်ထွေးနဲ့စကြည်သေးနဲ့တရွဲထဲလာကြုံရတာမမဝမ်းသာမိတယ်ညီမကိုပြဆက်ထဲမှာစတွေ့ဘူးလားပဲနောက်ရောက်ရှင်မှာပါဆိုတော့ညီမကိုတွေ့တွေ့ချင်းမမစိတ်ဝင်စားလို့ဝေဖန်ထားတယ် ဘလို့ဝေဖန်ထားတယ်မမရင်တီးပြရစီကျမပြေကိုစောင့်နေသောသူမျက်နာလေးမှာစိတ်အားထက်သန်စွာပြီးမျက်လုံးများတောက်ပြောင်ပြိုလဲနေသည်ကြဆက်မှာညီမကိုစတွေ့တွေ့ချင်းပွင့်သက်စာမင်းသမီးတော်မဟုတ်ဘူးအမှုပညာခြေခံရှိရမယ်ဝိုင်းရင်ပြီးသားဖြစ်ရမယ်လို့မမဝေထဝေဖန်ထားမိတာမှန်ရလားကြည်ကြည်သေးကညီမလိုက်သည်မမဝေဖန်တာမမပါဘူးအမှုပညာခြေခံကတော့ကျမငါးနှစ်သမီးကစခဲ့တာပါဟုတ်ပြီမမလည်းထင်တယ်မမထင်တာမမတော့ ငါးနှစ်သမီးကစခဲ့တာဆိုတော့စပုံစာနေအမှုပညာပန်ရောက်ပုံရောက်နေမမတိတ်တိတ်ချင်တာပဲယထာသည်ရှိန်ချင်းစွာ ခုံမောင်းနေသည် အပတ်ပါမရေတွန်းနိုင်သောယထာပြီးများလည်းနေတကယ်သူကျမအယုံမှာလည်းရနာချင်းရှိပဲချက်ချာလည်းလျက်ရှိသည် ကျမနီးတွင်ရှိနေသောသူတို့မိသားစုသည် ကျမနီးနိုင်တနေရာစီတတိတတခြားစီဖြစ်ချင်းဖြစ်လျက်ပျောက်တော်သူကလည်းပျောက်ွယ်လျက်ကျမနီးနာနိုင်မရှိသောရာဝတ္ထုများပုံတရံများအတွင်ပြင်းများ အမျိုးမျိုးဖုံဖုံပြောင်းလိုက်ပေါ်လိုက်ဖြစ်လေထို့အမျိုးမျိုးသောပုံသဏ္ဍာန်တို့မှာအတန်ပလန်များကလည်းအတန်မျိုးမျိုးထွက်ပေါ်လေတစီသေးသည်ငါးနှစ်သမီးရွယ်မှစာပြီးဇက်တပင်ပြာစံရုပ်ရှင်ကဏ္ဍသုံးခုခွဲကသူပါဝင်လှူရှာခဲ့ပုံများကိုပြန်ပြောင်းပြောပြနေသည်ဇက်တပင်အကြောင်းပြောပြနေသည့်အခါ၌ကားပြခဲ့သောဇက်လန်ဇက်ကွယ်ထိုဇက်၌ဆိုခဲ့သောတခြင်းပြောခဲ့သောစကားမဆက်ဆိုင်မှတီးလျက်လက်မြောင်မပြယုံတမင် ပြဆက်ဆိုပါကသူကပြခဲ့သော ပြဆက်များနဲ့ရွှေရီလူပြဆက်ကို ပြန်ပြောတော့ခါရင်သူ့ခန်းကိုချင်မောင်းခန်းကိုမျိုးချက်ခန်းအကုန်လုံးစကလုံးရောတစ်ချက်မှမကြင်ရခဲ့အောင်ပြောဆိုပြသည်ပြောပြနေစဉ်အတန်မျိုးမျိုးပြောင်းသွားသည်ကိုချင်မောင်းစကလုံးတိုင်းအတန်ကိုလည်းကိုချင်မောင်းနဲ့တူအောင်ဟုပြောတော့ခါကိုချင်မောင်း၏အတန်တိုင်းမျက်နှာမူရာအတင်တို့မှာကိုချင်မောင်း၏အတင်ဇက်သပင်ဖြစ်စေပြဆက်ဖြစ်စေဇက်ခုံပေါ်နိုင် သုံးယောက်ဆုံးထွက်နေသည့်အခါကိုပြန်ပြောပြသည့်အခါ၌သုံးယောက်၏အတန်းသုံးယောက်၏ဟန်းသုံးယောက်၏တခြင်းသုံးယောက်ပြောသောစကားလုံးတွေကိုကျမတထိုင်တည်းတပြိုင်တည်းမြင်ရကြားရသည်စာဟောဆရာခွက်စိတ်ဟောဆရာကို ပြည်တည်ရလိုက်သည် ရှင်ပြင်းလဲသူမင်းသမီးလဲသူကျမနားထောင်ခဲ့ဘူးသောခွက်စိတ်မှာဆိုင်းကအခွက်ကြရမှာဘီးမှတီးပြရခြင်းဖြစ်သည် တစီသေးသည်တုံးရောင်ဤအတင်းနေအဆိုပြောတော့ကိုတယောက်တည်းကွက်စီအောင်ကျင်းနေစဉ်ဆိုင်းမှာသူပစက်တဲ့ထဲထားသည်ပြီကွက်စိတ်ထဲသူဟာတာပေးသည်တချင်းဆိုပြခန်းဤတွင်တီလုံးဆန်လိုက်သည့်ဆိုင်းတန်ပတ်တန်တူရိယာတန်တို့ကိုပစက်ကတီဆန်ရင်းဆိုပြသွားသည်ထိုအချိန်တွင်အတင်းမြို့မြို့ပြောင်းနေသော သူရုပ်တွင်ကိုပုံဖန်၍မရတော့ပြီမျက်နှာလေးမှာလုံးတလုံးလုံးပြားတလုံးလုံးတွေ့တလုံးလုံးဝိုင်းတလုံးလုံးဘလို့မှပုံဖန်၍မရနိုင်သော မျက်နှာမျိုးဖြစ်နေသည် အသက်ဝင်အောင်ဖန်တီးနိုင်သောရည်ချင်မှာသူမျက်လုံးထဲ၌တွေ့ရသည်လူရှင်တော်ကွက်ဝင်လူရှင်တော်ကြီးလိုက်တော့အကြီးပြင်းပြောင်းရဲ့အသက်သွင်းလိုက်တော့သူမျက်လုံးသည်သူမျက်လုံးမဟုတ်တော့ပဲလူရှင်တော်ကြီးမျက်လုံးဖြစ်လာသည်ဖြက်ခနဲဖြက်ခနဲပြောင်းသွားတော့သူအတန်သူအတင်းဖြက်ခနဲဖြက်ခနဲပြောင်းသွားတော့မင်းသားမင်းသားအတင်းအတန်မျိုးမျိုးအတင်းမျိုးမျိုးအကြီးမျိုးမျိုးပြောင်းသွားပုံတို့ကြောင့်မှတ်သားလေးလာစူးဆိုင်နေတော့ကျမအာယုံကျမမျက်လုံးတို့သည်အလွန်ပင်ပန်းနေသလား ကြည်စီသေးမှာပြင်ပန်းချင်းရင်ရောင်လုံးဝမရှိတက်လဲတန်းနိုင်သည်တောက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 ်နေအောင်လဲပျော်လဲပျော်သွားနိုင်သည်ပြောနေရင်မှတခြင်းဝင်လာသည်ตาရချိုရေးတော်ဒီတန်ကလေးသည်ကျမ၏နှလုံးသားတွင် ကြည်အေးချိုများသွားသည်ကြည်စီသေးသည်အတန်ကောင်းယုံသားမဟုတ်တမှုတဟန်နှင့်ဆိုခြင်းဖြစ်၍ထူခြားသည်မင်ရှိသည်ကျမအာယောကျမမျက်စိကျမနာကျမနှလုံးသားကိုခြေလဲစုမိုးလျက်ရှိသော အတန်ရှင်ဤခေါ်ဆောင်ရာနောက်သို့ထက်ကျက်တူလိုက်ပါနေသောကျမမှာမျက်လုံးထဲမြင်လာပုံအတိုင်းနားထဲ၌ကြားရပုံအတိုင်းအာယုံ၌ထင်ဟပ်လာပုံအတိုင်းစိတ်ဝင်စားဖွယ်ကောင်းလာသောကြည်ကြည်ထဲဤနုပညာကိုမှတ်တမ်းတင်လို့ခြင်းပြင်ပြစေကြောင်း1955ခုနှစ်၌ထုတ်ဝေသောရှုမဝါအမတ်တရာအမတ်တရာပြည့်အထိမ်းမှတ်တွင်သူဘဝသူအကြောင်းရေနာပုံဇက်ကရိုက်သည့်အချင်းချုပ်ရေးသားဖော်ပြခဲ့ပူးသည် ကြားဆက်ထဲတွင် ကြည်ဘူးစားကသူ့ကိုအမှုပညာခြေခံရှိရမည်ဟူဝေဖန်ချက်မှတစင်တက်လဲသူ့ကိုကို့အမျိုးသားအချင်းမြစ်ကိုအာကိုသောပညာတဲ့တယောက်ဖြစ်မှန်သိလာတော့ခါနိုင်ကျမ၏စာပေခီးတွင် တနေ့နေသူ့အကြောင်းသူ့ဘဝသူ့အထုပ်ပတ္တိကိုစာအုပ်တအုပ်မဖြစ်ဖြစ်အောင်ရေးမည်ဟူစိတ်ပိုင်းဖြတ်ထားခဲ့သည်ဘယ်နည်းဘယ်ရန်၌သူ့အထုပ်ပတ္တိရေးမည်ကိုထိုစဉ်ကကျမမခံမနိုင်ခဲ့ခြင်းရှုမွားတွင်စာမရေးစဉ်က ကျမအစာပြေရောက်ရှိသွားတော့ជីជីသေးဤအိမ်မှာစလင်းကွင်းရေတိုင်ကြီးကြီးနာရှိတဲ့အိမ်ဖြစ်သည်ထိုအိမ်၌အမေကိုလည်းတွေ့ရသည်ပထမဇနီးနေ့တာကလေးပါကိုပါတွေ့ရသည်မကြာခဏရောက်သွားခြင်းကြောင့်အမေနှင့်လည်းယဉ်နီလာသည်ပထမဇနီးနေ့လည်းမျက်မှန်တမ်းမီခင်မင်မီလာသည်သူ့ကြောင့်မတိခင်ကမရကြီးမရင်ငယ်တိမ်တဲ့တူနေရသောသူ့ဘွားကိုအောက်ကြလာကြည့်ဟူជីជីသေးကိုတနာမိသည် ဇာနေကျော်ဦးချစ်မောင်ရည်တော်သူကိုဒါရိုက်တာဦးသူခွာရုပ်ရှင်ရိုက်တော်အခါជីជីသေးကမင်းသမီးဖြစ်သည် ထိုချိန်ကဆလင်းကွင်းတဲအိမ်မှာတိုက်ဆောင်ပြီးဖြစ်၍တိုက်ပေါ်တွင်နေထိုင်ကြသည်ဒါရိုက်တာဦးသူခကလာကြည့်ရန်ခေါ်သည်ဖြင့်ရုပ်ရှင်ရိုက်တော်ခြံထဲသို့သွားကတနေကုန်ထိုင်ကြည့်သည်ជីជីသေးနေတော်တိုက်အိမ်တင်လို့တိုက်အိမ်တည်တော်လဲအရာပေါပုံများသွားပြန်သည်ကြည်ကြည်သေးမှဆာ၍တအိမ်သားလုံးဤတဘာဝဆိုင်တို့မှာစိတ်ဝင်စားစရာဖြစ်ပေသည် ကြည်ကြည်သေးရေနုပညာနီတတ်တူကြည်ကြည်သေးရေဘွားမလေးတနေ့တခြားပုံမူပြီးပြင်လာကရှေကတဲ့သူ့ဘွားကို ကျမစိတ်ဝင်စားလာတော့သည်အမေကိုသမီးကိုဒီလောက်နိုင်ချင်နိုင်နိုင်နေတာအမေဒီလိုပဲကြည်နေနိုင်နေနော်ကျမကပြုံစီစီပြင်အမေစိတ်ကိုတီလို၍စမ်းကြည့်သည်သမီးရဲ့ဒါကန့်လေသူ့ကန်ကသူ့ကိုချေလဲနေတာသူ့ကန်ပေါသူ့ဝဲကြွေးပေါမဟုတ်ဘူးလားသမီးညီမရဲ့ဝက်ကိုကြည်စမ်းဝက်ဆိုတာ ဘလောက်ကြောက်စရာကောင်းသလဲအမေရမခံနိုင်ပဲငုံခံနိုင်ခြင်းငုံခံနေခြင်းမဟုတ်ပါဘူးဝိတ်ကြွေးရှိသည်များဒီဘဝဒီများနဲ့ကြေပါစေလို့အမေကြီးနူးညံ့ညံ့ညောသောအတန်ကလေးသည်ပျော်ရင်ပျော်ရင်ပြောက်ွယ်သွားသည်ကြည်ကြည်သေးဤခင်မောပေါ်အောင်သိသည်ကြည်ကြည်သေးကကျမကိုအမရင်သည်များချစ်ခင်စိတ်ရှိမှန်သီလာသည်ကျမရောက်သွားလျင် သူကဖော်ဖော်ရွရွဧကန်သည်တနည်းကြည်ကြည်သေးတို့အိမ်တို့ကျမရောက်သွားသည် ဖဲဝိုင်းနှင့်ခက်လက်လန်းရှိကလတ်ထိုင်တွင်ထိုင်ဆောင်ရသည်။မစီထင်းရအခန်းထဲမှထွက်လာကမမိုက်ကြီးမမဟုခေါ်ပြောပြေးလာလျင်ကျမလက်ကိုလမ်းဆွဲသည်။ကျမလက်မှလက်စုပ်ကိုဆွဲချူသည်။ဖဲဝိုင်းမှဘူဟန်သိန်းကလမ်းရွေးကြည့်နေသည်။ကိုရွှေသိန်းမမလက်စုပ်ကျမကြိုက်လိုက်တာရှင်။ကျမတို့ညီမစင်တူဝစ်ချင်လို့ဒီပုံစံတိုင်းလှုပ်ချင်တယ်လှုပ်ပေးစမ်းပါ။ဖဲဝိုင်းမှလူများကပါလမ်းကြည့်ကြသည်။ကျမသူမတယောက်အမှတ်ထားစိတ်ဖြင့်ပြောနေခြင်းဖြစ်သည် ကြည်ကြည်သေးကျမအိမ်တို့အလဲရောက်လာပြီဆိုရင်လေကျမတို့အိမ်မှာထူဆူပြေးလာသည်ဇက်ကခဲစင်ကကြိုက်ထီရသမိုင်းဆက်တို့ကိုတဏီကောင်အောင် ခင်းချင်းပြသားသည်သူတယောက်တည်းနန်းစောလုံးလိုက်ဖတီလုံးလိုက်လုံထော်လုံးလိုက်တစက်ထုံလုံးသူပစက်ဆိုင်နေသူတစက်လုံးခင်းချင်းသည်ဆိုသွားကနေကုံမှာတာမီနှစ်ယောက်ပြန်သွားတက်သည်သူနှင့်တွေ့ဆုံတိုင်းပင်သူ့ဘဝအထုပ်ပတ္တိကိုစာတုပ်ဖြင့်အောင်ရည်ချင်စိတ်တွေ ပြင်ပြမိသည်ကြီးဖြစ်သည် ဇာတ်ပင်လောကရုပ်ရှင်လောက၌မဲ့တပောင်မစွန်းစင်အောင်ကြံ့ခိုင်သောအကျင့်စာလိုက်တာနီနိုင်ငံကျော်ရုပ်ရှင်မင်းသမီးဟူ၍မပမလွားဆန်ထားလောက်သောနှိမ်ချယူသားမူအနည်းထိုင်ပြောဆိုကို နှစ်သက်ခြင်းကျမဖြစ်မိသည်သူထုပ်ပတိကိုရေးသားရန်စိတ်အားထက်သန်လာသောအချက်များစွာရှိခဲ့သည် မိခင်ကိုလေးစားချစ်ခင်ယူသေးခြင်းအာကြနီယူစရာကောင်းမိခင်စကားမြေဝဲမကြနာထောင်နိုင်ခြင်းအိမ်ထောင်ရှင်ဘဝ၌လူရမဝင် အတုံးမကြအောင်နေဆုံးဘဝနဲ့တွေ့ဆုံရင်ဆိုင်ခဲ့ရသောဒုက္ခဒုက္ခပေါင်းကိုတရားလက်ကင်ထားလျင်လင်သားပေါ်၌တီးခန့်ချုပ်တီး၍စဉ်စားခံနိုင်အောင်ကြိုးစားနိုင်သော သူဤစံတင်လောက်ပြီးသည်ဆိုရုပ်ရှင်လောကတွင်ယက်တီချက်မမှန်နှင့်ပန်းတိုင်ရောက်တက်လန်းခဲ့သောလုံလကြီးချင်းရုပ်ရှင်တရိုက်တာတွေခိုင်းသမျှညှဉ်းဆန့်ခြင်းမပြုပဲစိတ်ပါဝင်စားစွာလှုပ်ကန်ခဲ့ခြင်းသူ့ကိုတင် जा ပြသသောတရိုက်တာဆရာသမားများပေါ်၌ သူလာကိုလေးစားရသေးမှုရှိသောမင်းသမီးမျိုးရှာမရှာဖြစ်ခြင်းဤချက်တွေကြောင့်ရေးတာရန်စိတ်အားတက်တမ်းမှုရှိခဲ့ခြင်းလည်းပါဝင်ပေသည်သူထုတ်ပတိသူဘဝကြောင့်ပြည့်စုံအောင်စုံစုံလင်းလင်းရေးရလင်းသူခင်မောကြောင့်ကိုခြံလက်ထား၍မဖြစ်တော့ပေအထောပတိစာအုပ်တအုပ်ရေးလင်းအမှန်ကန်တိုင်းရေးတာရန်စာရေးသူတိုင်း၌တာဝန်ရှိသည်ထိုတောင်ဝင်ရှိသည့်အတွက်မလဲမရှောင်သာပြီထိုတောင်ဝင်ကိုယူပြီးသူခင်မောအကြောင်းကိုရေးသားဖော်ပြရခြင်းဖြစ်သည် ပုဂ္ဂိုလ်ရေးရာမုံတိမှုဆိုစင်များမရှိပေဓမ္မဒိဋ္ဌံကြကြရေးသားခြင်းဖြစ်ကြောင်းကိုမူထည့်သွင်းဖော်ပြလိုပေသည်အမှန်စင်စင်မိမိအထုပ်ပတိမဟုတ်ပေအခြားပုဂ္ဂိုလ်ရေးအထုပ်ပတိကိုရေးသားရမ်းမှာစာရေးသူစာပေလုပ်သားများဖို့တာဝန်ကြီးလေးခြင်းကအမှန်ဖြစ်သည် အထူးသဖြင့်ကြည်ကြည်သေးကိုရေးအထုပ်ပတိကိုစုံလင်စံရေးရန်က ဝင်လေးစရာဝင်လေးစရာဆိုခြင်းမှာဝင်ဆောင်အပြည့်အမောက်တင်ဆောင်ထားသောလေးကလေးကို လေမုံတိုင်းထဲ၌အာတုံကြိုးစား၍လော်ခတ်ရတော့မည်ပမာဖြစ်နေသည်သို့တော်သို့တော်ထိုဝင်ကို ကျမထမ်းသည်ထူးချွန်ပြောင်မြောင်းလာသောနုပညာရှင်မြို့သမီးတို့၏မှတ်လောက်သားလောက်ဖွယ်ရှိသော ထိုပတိစာအုပ်တို့သည်နုပညာလောကတွင်ရှိစေသင့်သည်ဆိုသော ကျမစေတနာကထိုဝင်ကိုအမျိုးသမီးစာပေလောက်သားတူနေဖြင့်ကျမထမ်းရန်ကျမကိုတိုက်တွန်းစီစော်လာခြင်းကြောင့်ရည်ဖြည့်ရခြင်းဖြစ်ပေသည်ပေါ်အောင်သိမရှိတော့တော်လေး ပူအောင်သိန်း၏တားမောင်ပါနေအဆက်အနွယ်များရှိကြပေသေးသည်။ကာယကံရှင်ကိုယ်တိုင်ကြည်ကြည်ထေးလေအသက်ထင်ရှားရှိနေသေးသည်။ကျမမာဤစာမှုရင်းနေစဉ်အမှားရင်အပေါ်လိုမဖြစ်စေရန်ကြည်ကြည်ထေးနှင့်အကျင်ပေါင်းများစွာမျက်နှာချင်းဆိုင်တွေ့ဆုံရကဆွေးနွေးမွေးမြန်းလေဤစာမှုတို့အချက်လက်များကိုရာယူသည်။ကြည်ကြည်ထေး၏ဒါလီမောင်ပါကိုလည်းဤအထုပ်ပတိစာအုပ်တွင်သူသိရှိမှတ်မိသည်များရေးသားပြန်ရာယူရသည် ရုပ်ရှင်ဒါရိုက်တာဦးတင်မောင်ဒါရိုက်တာဦးသူကဒါရိုက်တာဘုကလေးတင်အောင်ဒါရိုက်တာအောင်မြင့်မြတ်တို့ထံတို့လည်းကြည်ကြည်သေးကြီးအထုပ်ပတ်ဒီစာကိုရေးသားပြုစုနေခြင်းကြောင့်ကြည်ကြည်သေးနေပတ်သက်၍မှတ်တမ်းတင်ချက်ကလေးများရေးသားပေးပါရန်မြစ်တာရက်ခန်းကတောင်းခံခဲ့ရသည်ဤအထုပ်ပတ်ဒီစာမူရေးသားပြီးဆုံးသွားသည့်အခါ၌ကျမ၏စာမူကြီးကိုဖတ်ရှုပြီးဖြုတ်လို့ပြင်လို့ကပြောပါရန်ကြည်ကြည်သေးထံသို့ပြေးပို့လိုက်သည် စီစီထင်းနေမှာပါတော့တာမီနီယာညီရမညီနဲ့ချက်တီးတီးပြီးဆုံးအောင်ထိုင်ဖက်ရှူကြပြီလေဖြုတ်စရာပြင်စရာမရှိပါဟိုကျမထန်းတို့စာမူကြီးပြန်ပို့တော့မှပြင်စိတ်ပေါ်ပါသွားရပါတော့သည်ဂျာနေကျော်မမလေးအပိုင်းတင်းနေနေတော့အမစာကိုဖတ်ပြခဲ့တာဖြစ်ပါလေရှင်နောက်လာမယ့်ပိုင်းညကိုလည်းစောင့်မျှော်နားဆင်ပြကြပါအောင်နော်